သူ့နေရာနဲ့သူနံပါတ်1ငွေငွေဆိုတာတုံးတဲ့ရင်ခိုင်းစားလို့ရပေမဲ့မတုံးတဲ့ရင်ငွေကကိုယ်ကိုပြန်နှိပ်ဆက်ပြီးဘဝကိုပါပျက်စီးစေနိုင်ပါတယ်နံပါတ်2အပျော်အပျော်ဆိုတာပျော်တဲ့နေ့အတိုင်းတာပျော်ရင်စိတ်ကိုကြည်လင်လန်းဆန်းစေပေမဲ့အတိုင်းတာတစ်ခုတည်းအပျော်ကျရင်ကိုယ့်ရဲ့နာမည်နဲ့ ဘဝကိုပါပျက်စီးစေနိုင်ပါတယ်။နံပါတ်3အပြုံးပြုံးရတာဟာနှစ်လိုပဲကောင်းပေမဲ့သူတို့ကဝမ်းနေနေတဲ့အချိန်ဒုက္ခရောက်နေတဲ့အချိန်မှာပြုံးရမိရင်တော့အထင်လွဲပြီးအမုန်းခံရနိုင်ပါတယ်။နံပါတ်4နာကြည့်ခြင်းနာကြည့်မှုတွေကြောင့်မခံကျင်စိတ်နဲ့စူးစမ်းလုပ်လို့မယ်ဆိုရင်ဘဝမှာအောင်မြင်မှုတွေရရှိနိုင်ပေမဲ့ ။နာကြီးရဲ့အတွက်ကြောင့်ဂလဲစားခြေလိုတဲ့စိတ်ထားရင်ပူလောင်ရတတ်ပါတယ်။နံပါတ်5စူးစမ်းမှုမိမိပါကြောင့်မအောင်မြင်ရတာလဲဆိုတာအဖြေရှာကြည့်လိုက်ပါ။မအောင်မြင်တဲ့ကညမာကိုအပြစ်ပုံချနေရင်အကျင့်ပါသွားတတ်ပါတယ်။ကံပေးပေမဲ့စူးစမ်းမှုမပါရင်ချမ်းသာဖို့နဲလာပါရင်နံပါတ်6ပေးကမ်းခြင်း ဘေးကန်တဲ့နေရာမှာစနစ်တကျဘေးကန်တက်ဖို့လိုပါတယ်။အဘေးမတက်ရင်မိမိကိုယ်ရမှာသူတစ်ပါးတွေကမိမိကမျက်နှာရချင်းလို့ပေးတယ်လို့ထင်မြင်တတ်ပါတယ်။နံပါတ်ခေါ်တိခန့်ခြင်းတိခန့်ခြင်းဆိုတာအတိုင်းတာတစ်ခုထိပဲကောင်းပါတယ်။မိမိကောင်းတဲ့အခါထိပါလာတဲ့လောရက်တွေကိုပျော်ပျော်လေးနဲ့ပြန်လည်ခြေပတ်တက်ဖို့လိုအပ်ပါတယ်။နံပါတ်၈ လဲကြခြင်းကိုခန္ဓာလဲကြတာကကိစ္စမရှိပေမဲ့စိတ်ရောလဲကြရင်တော့အရာအလုံးဆုံးရှုံးရနိုင်ပါတယ်ကြာနေတဲ့စိတ်ကိုပြန်လဲကောက်ယူနိုင်ဖို့လိုအပ်ပါတယ်စိတ်သူကဖြစ်ထားလို့ငိုကြွေးမနေပါနဲ့တင်းရဲ့ဖူးစာအမှန်မဟုတ်သေးလို့ပါပဲလုပ်ငန်းမှာအတက်ခံရှိနေလို့စိတ်ဆိုးဒေါသထွက်မနေပါနဲ့တင့်ကို စ조사ကျင့်သိရှိအောင်အမြင့်ဆုံးတွန်းပို့တဲ့သူတို့မှတ်ယူလိုက်ပါတချို့အတိုက်ခံတွေကြောင့်တင်ပေါ်ပြီး조사ဖြစ်လာမှာပါလူရယ်လို့ဖြစ်လာရင်ဘယ်အရာမှအဆုံးမပေးပါနဲ့조사ရင်ကို့အတွက်အမျက်ပါပဲနံပါတ်9မိတ်ဆွေလူတွေနဲ့အပေါင်းအသင်းလုပ်တဲ့အခါတရီထားဖို့လိုအပ်ပါတယ်တချို့မိတ်ဆွေတွေကကိုကို ကောင်းမွန်တဲ့ကြံကြံတွေပေးပြီးကြီးပွားစေခြင်းပါလေ။တချို့မိတ်ဆွေတွေကတော့ကိုကိုကြချောင်းအောင်ဆွဲချဖို့အတွက်လွဲမှားတဲ့ကြံကြံတွေကိုပေးတတ်ပါလေ။အထက်မှာပြောပြခဲ့တဲ့အချက်တွေကိုသူ့နေရာနဲ့သူသုံးတက်ဖို့လိုအပ်ပါလေ။အသုံးတက်ရင်ကိုအတွက်အကျိုးရှိစေနိုင်တယ်လို့လွဲမှားစွာသုံးမိရင်တော့အကျိုးရုပ်စေနိုင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေက မိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ